ားလဲ24ကဒုတရင်မူထွက်ပြေးတယ်ဆိုတာလေဒါလည်းထုံးစံပဲဒီကောင်နေတိုက်ခံရမယ်ပြီးရင်နည်းနည်းလောက်ခံပြစ်မယ်အပြိယာနဲ့ထွက်ပြေးမယ်စကန်အောင်ပေးလိုက်မယ်လက်နဲ့ခဲရန်နေကြံခဲ့မယ်ဒါပဲပေါ့နော်လာပါပေါင်ပွဲသတင်းအနေနဲ့ပြောမယ်ဆိုရင်ဒါတမခွန်နေမြေတဲ့ကဒါလေးစကန်ဒါလေးဗျူအာစကန်ကုန်းပေါ့နော်ဒီစကန်ကုန်းကို ရသွားပြီပေါ့နော်လိုင်းတစ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီပေါ့ဒီအထက်မှာစကန်းကုန်းနေစကန်းကုန်းနေပေါ့နော်အဓိကနေရာတွေအချက်ချကြတဲ့နေရာတွေကဒါစစ်ကောင်စီစကန်းကုန်းနေတော်တော်များများကိုဒါတောင်ပိုင်းထဲမှာရှင်းထုတ်နေတာတွေတွေ့ရတယ်ပေါ့နော်ချင်းနေကောင်းနေအောင်စရာဘက်ချမ်းမှာလည်းချင်းနေကောင်းနေဒီဘက်ဒါတောက်လျှောက်ပေါ့နော်တမ်းမှာ1 2 3 4 5 6ခုအကုန်လုံးပါဝင်ပြီးတော့မြ мян ဆန်းဆန်းတီးနေတယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်ပေါ့နော်အဲဒီစကန်းဆိုလည်းဒါတာလစကန်းကထိုင်းမှာနေဆက်မှာရှိတယ်ဒါကတော့အားလုံးသိပြီးသားပေါ့နော် ဲ့တော့ဒီတိုက်တိုက်ပြီးလို့ဒါရလက်အနေနဲ့ကျတော့စစ်သားအလောင်း10လောင်းတွေ့တယ်တဲ့အဲအယောက်20ကျော်ထိုင်းဘက်ထွက်ပြေးတယ်ဒါထုံးစံတိုင်းဒါလည်းထုံးစံပဲဒါစစ်သားလောင်းတွေရတာလည်းထုံးစံပဲအဲ20ကျော်ထိုင်းဘက်ပြေးရဆိုတာလည်းထုံးစံပဲပြီးတော့ခလာရ24ကဒုတရင်မှုထွက်ပြေးတယ်ဆိုတာလည်းဒါလည်းထုံးစံပဲဒီကောင်နေတိုက်ခံရမယ်ပြီးရင်နည်းနည်းလောက်ခံပြစ်မယ်အပြိယာနဲ့ထွက်ပြေးမယ်စကန်းအောင်ပေးလိုက်မယ်လက်နဲ့ခဲရန်ကြီးကြံခဲ့မယ်ဒါပဲပေါ့နော်ဒါကလုံးဝတော်လိုင်းတက်ဖွဲ့တွေတိုက်တဲ့အခါမှာဖြစ်နေကြထုံးစံနေတော့ဖြစ်နေပြီပေါ့နော် လက်နက်ခဲရနေလဲအပုံလိုက်ပဲရရတယ်အဲလက်နက်ကြီးဘုံသီးတွေလည်းအများကြီးပဲပေါ့နော်ပြီးတော့ဒါတနက်တွေဆိုလည်းအများကြီးရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပေါ့တချို့ကြောက်လည်းပြောကြရတာတနက်နဲတယ်ပေါ့နော်လက်နက်ခဲရတော့များတယ်ပေါ့နော်အမီးဇက်တွေရောဆက်သွေးဇက်တွေရောနေမိုင်းတွေရောပြီးတော့ဒါစိတ်60တိုင်မိုင်းတွေရောပေါ့နော်အဲဒီလိုဟာမျိုးတွေလည်းအများကြီးရတာဖြစ်တဲ့အတွက်ပေါ့နော်အာဒီလက်နက်ဒီတနက်တွေမှာပေါ့နော်နဲနေလားဆိုပြီးတော့ပြောတာရှိရပေါ့နော် အဲဒီလိုပဲပေါ့ဒါကြံခဲ့တဲ့ဟာတွေတော့ရတာပေါ့နော်အဲပြီးတော့ထွက်ပြေးတဲ့ဆိုနေကပြေးနေတဲ့ဒီကောင်းနေတဲ့အတူတူဒီကောင်းနေကအဲတက်နိုင်တော့ယူဆောင်သွားရည်လည်းရှိမယ်အဲပြီးတော့ဒါဖြက်စီးပြစ်ခဲ့တာတွေလွတ်ပြစ်ခဲ့တာတွေလည်းရှိတယ်ဒါဟိုတနေ့ကဟိုတလောကဆိုရင်အဲစကန်တစ်ခုတိုက်ပြီးတဲ့အချိန်မှာတလိန်တက်ဖွဲ့တွေကဒီလက်နက်တွေကိုဘယ်ကနေသွားပြန်ယူရလဲဆိုတော့ဒါအိနာကျင်းထဲကနေပြီးတော့သွားပြန်ယူရတယ်ပေါ့နော်အဲတက်ဖွဲ့ဝင်နေတောင်မှပြောကြတာရှိတယ်ပေါ့နော်နောက်ခါအရှင်ဖမ်းမိတယ်ဆိုတော့အဲကောင်တွေကိုပြန်ကောက်ခိုင်းမယ်ဆိုပြီးတော့ဒါမျိုးပုံစံမျိုးတွေတောင်ရှိတယ် အဲ့ဒါကြောင့်ဒီကောင်ကြီးရဲ့ထုံးစံမယ်အဲ့ဒါလည်းဒါလွတ်ပြစ်မယ်ဖြက်စည်းမယ်အရသလောက်ယူသွားမယ်ပေါ့နော်အခုတော့ဒါရလိုက်တယ်ပေါ့ရလိုက်တယ်ဆိုတော့ဒါဒီဥစ္စာတွေကနောက်ပွဲတွေအတွက်ဒါလက်လက်ကြီးပုံသီးတွေဆိုရင်အရန်အသုံးဝင်တာတိုက်ပွဲတစ်ပွဲမှာဒါလက်လက်ကြီးထိခိုက်လို့တည်ဆုံးတဲ့လူကပုံများတယ်ပေါ့နော်အစာမှန်တာပဲဖြစ်ဖြစ်အဲခုနလိုဒဲကြတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဟာတွေကပုံများတော့ကြတော့ဒီအခုရရှိတဲ့ခေယန်းနေဆိုတာကပြန်ပြီးတော့သုံးတဲ့အခါမှာအရန်သုံးဝင်တဲ့ဟာတွေထိရောက်တဲ့ဟာတွေဖြစ်လာမှာပေါ့နော် ်အဲဘာဖြစ်လို့ဆိုတော့သူကဘုံတည်းကြပြီဆိုတာနဲ့ပြန်ပြီးကွဲတာဖြစ်တဲ့အတွက်ဒီအစတွေကအစဒါအစတိတိလေးကအစဒေစီနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုအနေထားမှာရလိုက်တာဖြစ်တဲ့အတွက်ဒါအရန်ထိရောက်တယ်အဲပြီးရင်ဒါတွေကအရန်အတုံးဝင်တယ်ပေါ့နော် ပြီးတော့ဒီတာလေစကိုင်းရပြီဆိုတော့ဒါလေနဲ့တိတ်မနီးမဝေးမှာရှိတဲ့ဒါမော်ဖိုကေတို့မဲလာတို့ပေါ့နော်အဲပြီးတော့ဒါနော်ဒီယာပေါ့နော်အဲနော်ဒီယာဆိုပြောမယ်ဆိုတော့ဒီတာလေတာလေကိုသွားဖို့အတွက်ဒီနော်ဒီယာတောင်ကြီးကိုတက်ရောင်းတက်တဲ့ချိန်မှာ ဲ့တောင်ကိုကျွန်တော်စိတ်ညစ်ဆုံးပဲအဲ့တောင်ထဲမှာပါတယ်ပေါ့နော်စိတ်ညစ်ဆုံးတောင်ထဲမှာပါတယ်ကျွန်တော်ပြောလို့မနက်9:00နာရီခွဲလောက်ကနေစတက်လိုက်တာတောင်ထိပ်ကိုရောက်တဲ့ချိန်ကနေ့လယ်12:00အဲ့လောက်ထိတောင်ထဲကိုအဲ့လိုတက်ရတယ်အဲ့လိုမျိုးကြီးအပြင်တောင်ကြီးကဘလောက်မြင့်လဲဆိုတော့ကျွန်တော်တက်တဲ့ချိန်မှာဗျာအဲ့လိုခွေခေါက်လူတွေကဗျာအဲ့လိုဟိုစစ်ချီလာတာနဲ့မတူအဲအဲ့လိုမျိုးပေါ့နော်ဟိုလုံးဝစစ်တိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘလောက်ပဲလာခဲ့လာခဲ့အဲ့တောင်ကိုတက်ရပြီဆိုတာနဲ့လုံးဝအာမောတွေစိုက်လုံးဝသူ့မကယ်နိုင်ကိုမကယ်နိုင်ပေါ့နော်တယောက်တယောက် ကြည့်လိုက်ပြီဆိုတာနဲ့ဗဇက်လေးတွေဟာစီဟာစီနေပါဘောနော်အာရေပါသေးလားရေတိုက်ပါအောင်အဲအဲ့လိုပုံစံမျိုးတွေအထိဖြစ်တာတောင်ကြီးကအဲ့လို eBay eBay နဲ့တက်အဲ့လိုပူပြဲပြီးတော့အဆင်ပြေဘူးပေါ့တက်ရတဲ့ဟာတော်ကောင်းလဲဆိုတော့အဲတောင်ကြီးဘယ်လောက်မြင်လဲဆိုတော့အဲအဲ့တောင်ထိပ်စတက်တဲ့အချိန်မှာပူလောင်ဒါပူပြီးချွေးအတန်နေနေပေါ့နော်တောင်ထိပ်ပေါ်ရောက်လို့ခဏနားပြီးဆိုတာနဲ့ကြာကြာမနားနိုင်ဘူးအေးလာအဲ့တော့တောင်ကြီးကအရင်မြင်တော့ကြတော့အပေါ်မှာလေတွေတိုက်ပြီးတော့အဲ့လိုစိတ်ပြီးတော့အေးလာပါတော့အဲအဲ့ကြောင့်မလို့ချက်ချင်းပြန်စင်အဲ့တော့ကြတော့ဆင်းမိဆိုရင်လည်းလုံးဝတောက်လျှောက်အောင်ဆင်း ဲ့တောင်ထဲကိုတခြားအစင်းအဲ့တောင်အခြေသိမ့်နည်းနည်းအဲသိမ့်မကြောက်ဘူးနည်းနည်းလေးသွားလိုက်တာနဲ့ဒါဒါလေးစကန်းကိုရောက်တာပေါ့အဲ့ကြလုံးဝအစင်းအမှဓူးတွေပါတွေဟိုဟာဖြစ်ပြီးတော့ဗောနော်ဆန့်ခြေောက်တွေပါဆန့်ပြီးတော့အာတော်တော်ကိုခက်ခက်ခဲခဲပုံစံမျိုးနဲ့သွားရတဲ့နေရာတွေအဲ့တော့အခုလိုမျိုးဒါတိုက်ခိုက်ပြီဆိုတဲ့အချိန်မှာတို့တွေပြင်ဆင်ကြလိမ့်မယ်ဗောနော်ပြင်ဆင်ကြလိမ့်မယ်စစ်ကူတွေဖြစ်တင်းတာတွေလုပ်လိမ့်မယ်အဲ့ပြီးတော့ဒီနေရာမှာအဓိကစကန်းကုန်းဖြစ်တဲ့အတွက်ပေါ့နော်ဒီစကန်းကုန်းကျသွားပြီဆိုတဲ့အချိန်မှာကျန်တဲ့စကန်းတွေကအစား ဒီလောက်မကြည့်တဲ့စကန်တွေပေါ့အဲ့စကန်တွေကအစအခုဆိုမျက်ခုံးလှုပ်နေလောက်ပြီပေါ့နော်အဲကျွန်တော်အဲ့မှာစစ်စင်ဝင်ရတဲ့ချိန်တော့ဆိုဒီတာလင်မာကစစ်ကြောင်း1တဲမှုဦးစီးတဲ့စစ်ကြောင်း1နေရတာပေါ့နော်အခုတော့ viewer စကန်ကုန်းဆိုပြီးတော့တည်ရတယ်ပေါ့နော်အဲ့တော့ကျတော့အခုနောက်ပိုင်းမှာတို့တွေပြင်ဆင်နေတဲ့အပိုင်းတွေမှာအစ်စ်ထပ်ပြီးတော့တိုး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 လာတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်အဲပြီးတော့ခုနကလိုမဟုတ်ကေတို့မဲလာတို့ဒါနော်တရားတို့ဆိုတာကအဲဘာမှမခက်ခဲရတော့ဘူးလို့ပြောရမှာပါဗျာစစ်ကူလာရင်တော့မှမလွယ်ကူတဲ့အနေထားမြေပြင်ကနေလာဖို့ဆိုတာလုံးဝမလွယ်ကူဘူးပေါ့နော် ဲ့တော့အဲဝေဟန်နေလာမယ်ဆိုရင်တော့ဖြစ်နိုင်မယ်အဲအဲ့ဟာမျိုးအတွက်ကိုလည်းတို့တွေတေချာပေါက်ပြင်ဆင်ထားလိုက်မယ်တခုဒါကျွန်တော်မြင်ရတာပါနော်အခုလိုမျိုးစကန်နေတိုက်ခိုက်ရပြီဆိုတဲ့အချိန်မှာအခုလည်းဒါအခုကျွန်တော်ဒီခုပြောနေတဲ့အချိန်မှာပဲနောက်ထပ်စကန်နေတိုက်နေကြပြီအဲနောက်ထပ်သတင်းကောင်းတွေကြားရအောင်ပါပဲဒါအသေးချာပဲအဲအခုလိုမျိုးဒါတို့တွေတိုက်ခိုက်ရပြီဆိုတဲ့အချိန်မှာကျန်တဲ့စကန်နေရလဲတေချာပေါက်ပြင်ကြပြင်မင်မဲ့လဲလုံးဝကိုအာမကြအောင်လုံးလို့မရတဲ့အနေထားသူတို့ရဲ့စိတ်ဓာတ်တွေကဒါပျက်စီးယိုယွင်းနေတဲ့အနေထားအဲအဲကြောင့်မလို့ဒါ ဘယ်စကမ်းဖြစ်ဖြစ်ဒေါ်လိုင်းတက်ဖွဲ့တွေကတိုက်ပြီးဟေးဆိုတာ ਨੇ ရပြီဆိုပြီးတော့ပြောလို့ရတဲ့အနေထားဖြစ်နေပါဘောเนาะနောက်တစ်ခုကတော့အဲ့လိုပေါ့ကျွန်တော်တို့တိုက်ပွဲမဖြစ်ဘူးဟေးဆိုရင်အာမအာမြပြောကြရရှိရဲ့အဲ့ဘက်ကဘာလို့နေရလဲဒီဘက်ကဘာလို့နေရလဲအဲအဲ့လိုမျိုးပြောကြရရှိအောင်ဒါပေမဲ့အခုဖြစ်ပြီဆိုတဲ့အချိန်မှာချပြီပေါ့ဗျာချပြီဒေါ်လိုင်းတက်ဖွဲ့တွေကလည်းစော်ပြီပေါ့စော်ပြီဆိုတော့ဒါပြည်သူတွေကလည်းဆန္ဒပြည့်ပြီပေါ့နော်စစ်ကောင်စီကင်းစင်အောင်လုပ်ပြီဆိုတော့ဒါဝမ်းသာတာပေါ့အဲ့ကြအဲ့ဟာတွေကနောက်ဆက်တွဲအနေနဲ့ဘာရှိလဲဆိုတော့ခုနကလိုစစ်ပေးရှောင်ရတဲ့ပြည်သူတွေရှိ အိုင်နာပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ပေါ့နော်အိုင်နာနီးစပ်တဲ့နေရာတွေမှာပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့စစ်တပ်ကရန်တမ်းပြီးတော့လက်နက်ကြီးတွေထုတယ်လေကြောင်းတွေနဲ့ရန်တမ်းပြီးကျဲတယ်ကျဲတော့ကျတော့တိုက်ပွဲဖြစ်တဲ့နေရာတွေမဟုတ်ဘဲနဲ့အဲ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတွေသူတို့စိတ်ထဲမှာပေါ့နော်တော်လိုင်းကြီးတပ်ဖွဲ့တွေခိုးအောင်နေနိုင်ပါတယ်ဆိုတဲ့နေရာတွေပြီးတော့ကျတော့ဒီကျေးရွာတွေကိုဒုက္ခပေးလိုက်ရင်ဒီကောင်တွေရက်သွားမှာပဲလူလူကိုဒုက္ခပေးမယ်ဆိုပြီးတော့ယူရပြီးတော့ကျဲတဲ့နေရာတွေကဒါပြည်သူလူထုတွေနေထိုင်တဲ့ ခြေရွာတွေဆောက်ဦးတွေဖြစ်နေတတ်တယ်ဗောနော်အဲဒါကြအဲ့လိုတိုက်ဝဲဖြစ်ပြီဆိုတာနဲ့အဲ့နေရာတွေရှောင်ကြရတယ်ရှောင်တော့ကြတော့ဆေးဝေးရှောင်တဲ့ပြည်သူဆိုတာဖြစ်လာတယ်ဖြစ်လာတော့အဲ့ပြည်သူတွေအတွက်ကိုဒါကြောင့်တက်လိုက်တဲ့နေရာတွေကနေဝိုင်းပြီးတော့ကုပေးကြဖို့လဲလိုတယ်ဗောနော်ဘာလို့လဲဆိုတော့ဒီစစ်ကောင်စီကင်းစင်သွားပြီဆိုရင်တော့ဒီပြည်သူတွေပြန်နေရမှာမှန်ပေမဲ့အခုလိုမျိုးတိုက်ပွဲကာလပေါ့နော်စစ်တပ်ကလည်းလေကြောင်းနဲ့တောက်လျှောက်လာကျဲနေသေးတာဖြစ်တဲ့အတွက်အဲ့လိုအခြေအနေမျိုးမှာတော့ဒါတို့တွေရှောင်တန်းရတဲ့အခါ ခက်ခဲတွေအများကြီးရှိတယ်ကလေးငယ်လေးတွေပါတယ်မျိုးသမီးတွေပါတယ်တကြီးရွယ်တွေပါတယ်ဒါအဲ့လိုနေထားမှာကျွန်တော်တို့တက်နိုင်သလောက်ဝိုင်းကူကြဖို့ရည်ကြီးတယ်ပေါ့နော်ဒါတော့ဒါ KNU ထိန်းချုပ်နယ်မြေတွေထဲမှာစစ်ကောင်စီရဲ့တပ်စခန်းတွေနဲ့ပတ်သက်လို့ဒီရက်ထဲမှာပေါ့နော်တောက်လျှောက်တောက်လျှောက်အဲလုံးဝကင်းစင်အောင်လုပ်နေတယ်ပေါ့နော်ညောင်းနေအောင်မောင်းထုတ်နေတယ်ပြည်တဲ့ကောင်ပြေးသေးတဲ့ကောင်သေးပေါ့နော်အဲအဲ့လိုပုံစံမျိုးနဲ့လုပ်နေတဲ့နေသားတွေမှာကျွန်တော်တို့တွေလည်းတန်းတန်းနဲ့နေရာတွေကနေပအဝင်ကြဖို့လိုတယ်အဲနောက်တစ်ခုကဒါဗမောဗမောမှာပေါ့နော် စာကမှုတင်မလက်ကိုဒါအရန်အရန်ပို့တယ်ဆိုပြီးတော့ဒါသိရတယ်ပေါ့နော်အဲသူ့နေရာမှာအွန်လိုင်းဟုတ်ကိုအစားထိုးပြီးတော့ကိုကဲခိုင်းနေတယ်ဆိုပြီးတော့လည်းသိရတယ်ပြီးတော့ဒီအဲအရန်အရန်ပို့ပြီးတော့သူ့ကိုတခြားနေရာကိုခေါ်သွားတာမျိုးမဟုတ်သေးပဲနဲ့အဲ့မှာပဲထားထားရသေးတဲ့အနေထားပေါ့အဲ့ဟာကိုကြည့်မယ်ဆိုရင်ကိုပဲအဲသူတို့မှာပေါ့နော်ဒီသူတို့တည်ယူပို့ဆောင်ရေးတွေမှာခက်ခဲနေတယ်ပေါ့နော်အရင်ကတော့အဲအဲ့လိုအင်အားတွေကိုပြန်ခေါ်သွားရမယ်နောက်ထပ်အင်အားတွေကိုပြန်ပြန်ပြီးတော့ပေးရမယ်ဆိုတဲ့အနေထားမှာပြန်ခေါ်သွားဖို့ဆိုတဲ့ဟာကိုသူတို့မစင်စားဘဲနဲ့ လာပို့ဖို့အတွက်ပဲသူတို့လုပ်နေရတယ်အဓိကစစ်အင်အားဖြစ်တင်းတဲ့အပိုင်းတွေမှာပဲလုပ်နေရတယ်အပြီးတော့ကျတော့ဒီလိုမျိုးထားတဲ့ထားနေသေးတယ်ဆိုတာကလည်းရှေ့မှာဒါတင်မင်းလက်ကသူလုပ်ခဲ့တဲ့ဟာတွေနဲ့ပတ်သက်လို့ကျိုးမြတ်ရခဲ့တာမျိုးတွေပဲဖြစ်ဖြစ်တင်ကန်းစာရစရာတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးနဲ့ပတ်သက်လို့ဆိုတာတွဲပြီးတော့လုံဆောင်စီစဉ်တာမျိုးလို့လည်းဒါယူဆလို့ရတယ်ပေါ့နော်နောက်မှရောက်တဲ့ကောင်ကအဲ့လို GT ဒါတည်ုံမှမဟုတ်ဘူးပေါ့နော်အမှန်တော့ချက်ချင်းခေါ်သွားလဲရပါပြီးတော့ကျတော့ဒါတင်မင်းလက်ဆိုတာဒါကျတော့ရှေ့မှာပြောဘူးလို့ပါပဲတော်တော်လေး အာသူကလုတ်ရည်ကန်ရည်ရှိတယ်ပေါ့နော်အဲဆွတ်ဆောင်ရည်ကောင်းတယ်သူတို့ဘက်မှာအဲ့လိုကောင်မျိုးရှိနေတာဒီကောင်နေကန်ကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့အဲ့လိုကောင်မျိုးဖြစ်နေတဲ့အတွက်ဒါဒါတော်တော်လေးခက်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 ဖြစ်ခဲ့တဲ့အနေအထားတွေရှိတယ်ဗျာရှိတယ်အဲပြီးတော့အဲလူကြီးပိုင်းမှာလည်းပေါက်ရောက်တာမျိုးရှိတော့အဲကျောင်းအဖွဲ့တွေအဲပင်ပန်းပန်းလုတ်ကြရတယ်ပေါ့နော်အခုတော့အဲ့ကလိုကောင်မျိုးကိုဒါအရန်ရပို့တယ်ဆိုတော့ဒီလိုကောင်မျိုးတောင်ရန်ရပို့ခံရပြီဆိုရင်ကျန်တဲ့ကောင်တွေကတော့ပြောမနေနဲ့ပြီးတော့အဲ့လိုကောင်မျိုးတွေအခုဒါအဲခုနကလိုတာဝန်မပေးတော့ဘူးပေါ့နော်အဲတခြားသူတယောက်နဲ့ ဒါပြောင်းလဲပြီးတော့လုတ်ပြီဆိုကနေကပေါ့နော်ကျွန်တော်တို့ထင်တယ်အဲဒီနေရာကတိမ်မကြတော့ဘူးလို့လည်းယူဆတယ်ပေါ့နော်ဒါပြီးတော့ကြတော့သူတို့တွေရဲ့အနေထားကဘာဖြစ်နေလဲဆိုတော့ဟိုဒီလူကအဆင်ပြေလောက်မယ်ဆိုပြီးတော့ထားတယ်ဒီလူအဆင်ပြေဦးဆိုတဲ့အခါမှာနောက်လူကိုထပ်ပြီးတော့ပြောင်းလဲတယ်အဲ့လိုပဲအဲ့လိုပြောင်းလဲတဲ့ဟာအဆင်ပြေလားဆိုတော့မပြေဘူးမပြေတော့ဒီတက်မမှုဆိုတဲ့ကောင်းနေတောင်မှအခုဆိုရင်သူကဟိုပေါ့နော်လုတ်သွားမင်းသွားလုတ်လုတ်လို့အဆင်မပြေလားနောက်တစ်ယောက်လာလုတ်နောက်တစ်ယောက်လာလုတ်နောက်တစ်ယောက်လာလုတ် ဲ့လိုပုံစံမျိုးနဲ့ဗျာဟိုအဆင်ပြေသလိုမျိုးလုပ်နေရတယ်ပေါ့နော်အဖြစ်သလိုလုပ်နေရတယ်ပေါ့ပုံမှန်ဆိုရင်သူရဲ့ကာလတမတ်ချက်ရှိတယ်ပေါ့နော်တစ်နှစ်ဆိုတစ်နှစ်နှစ်နှစ်ဆိုနှစ်နှစ်ဒီလိုတာဝန်ပေးရအပေးပြရတဲ့အဲ့တာဝန်ဒါကာလပြည့်ပြီဆိုတာနဲ့သူကနောက်တနေရာရာထူးတိုးမှဆိုလဲတိုးမှာပေါ့နော်ခုနကထောင်ကြမှာဆိုကြအဲ့နေရာအတွက်ကိုတခြားလူလာရတယ် ်အခုဆိုအဲ့လိုမဟုတ်တော့ဘူးသူတို့အဆင်ပြေလောက်ပါတယ်ဆိုပြီးတော့ထင်ထားတဲ့လူတွေဆိုရင်ကာလနည်းနည်းကြာတယ်အမပြေလောက်ပါဘူးဆိုတဲ့ကောင်တွေကြာရင်သူ့ရဲ့တတ်မှတ်ကာလတောင်မပြည့်သေးဘူးချက်ချင်းပြောင်းရွှေ့လာမျိုးတွေလုတ်ပြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာကလည်းအဲအခုဆိုရင်ဒါအားရစရာတွေမှာပါလာပြီပေါ့နော်သူတို့ထဲမှာအဆင်ပြေတဲ့ကောင်ကိုမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်နောက်တစ်ခုကတော့အဲ့ဒီ9လနီးပါးကြာလာပြီဆိုတဲ့အချိန်မှာဒီပမော်တိုက်ပွဲတင်မှာစစ်ကောင်စီရဲ့စစ်သားတွေပေါ့နော်အဲသူတို့ရဲ့စစ်ကြုံတွေ900ကျော်ကဒါတိတ်ဆုံးနေပျောက်ဆုံးနေဆိုရသေးတယ် ငါ့ဟာကြောက်ဆိုမနေဘူးနေတဲ့ဒီအရေးတော့မဟုတ်ဘူးပေါ့နော်အဲအဲ့လောက်ထိတို့အတွက်အင်အားပြုံးတီးလာတော့မှာပဲတို့ရဲ့ဘုံမတွေကဘာပြောသလဲတို့ရဲ့တက်အတိုင်းဝိုင်းတွေကဘာပြောလဲဆိုတော့တို့ကတော့ကြွေးကြော်တာပေါ့ဗျာစိတ်အင်အားသုံးသိန်းရှိတယ်ပေါ့နော်900ကျော်လောက်တည်တာဘာရေးလဲဆိုပြီးပြောတာအဲ့ဟာကြီးဟိုတရံပြန်ပြီးတော့တို့ဘက်ကစစ်ကောင်စီတပ်သားတွေတွေးကြည့်မယ်တို့ရဲ့မိသားစုတွေတွေးကြည့်မယ်ဆိုရင်စိတ်နာစရာကြီးတို့အလကားသက်သက်မင်းတို့အသေးခံခိုင်းမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေဘက်မှာတော်လိုင်းပြည်သူတွေကတော်လိုင်းတက်ဖွဲ့တွေကိုဘယ်လိုသဘောထားလဲဆိုတော့ စစ်ခွေဘလောက်ပဲတည်တည်ဂရုမစိုက်ဘူးငါတို့ဘက်ကငါတို့ကလေးတွေငါတို့လူငယ်တွေငါတို့တော်လိုင်းသူရဲကောင်းနေတယောက်မှထိခိုက်တာမလို့ခြင်းဘူးတယောက်တလေတောင်မှဒဏ်ရာရတာမှဖြစ်စေခြင်းဘူးဆိုပြီးတော့အဲ့လိုသဘောထားစစ်ကောင်စီဘက်ကကောင်းနေကြအဲ့လိုမဟုတ်ဘူးဟာဟာတည်သွားတာဘာအေးလဲပေါ့နော်နောက်ထပ်အင်ကအများကြီးရှိသေးတယ်ဟာအဲ့မှာနေမယ်သဘောထားပုံချင်းဒါမတူတော့ဘူးပေါ့နော်အဲသူတို့ပုံမှာအဲခုနလိုပေါ့နော် အဲတို့အပေါ်မှာခုနလိုပြီးစလွယ်ပေါ့နော်ဒီအသက်တည်းကဘာမှမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေတို့သဘောထားနေကြတယ်ဒါကိုကပဲပြန်စဉ်းစားမယ်ဆိုရင်စစ်သားတွေစစ်သားမိသားစုတွေစိတ်နာတဲ့နေပေါ့နော်အဲငါတို့ကတို့အတွက်အသေးပေးုံတသက်ပဲလားအသေးခံုံတသက်ပဲလားဆိုတဲ့စိတ်မျိုးတွေဝင်လာစေခြင်းနဲ့ပြီးတာနဲ့မန်တရားဘက်ကိုကူပြောင်းစေခြင်းနဲ့ပြောတာလဲအာပေါက်နေပြီပေါ့နော်အခုချိန်မှမကူပြောင်းဘူးဆိုရင်လည်းတေဖို့ပြင်ဘာမှမရှိတော့ဘူးအဲကြအဲ့လိုပုံစံမျိုးမဖြစ်ဖို့အတွက်ကိုအမြန်ဆုံးကူပြောင်းပါ ခုဆိုရင်ဒါတော်လိုင်းတပ်ဖွဲ့တွေကပြန်ကယ်ထုတ်နေရတယ်အဲရန်သူရဲ့မိသားစုကိုတော်လိုင်းတပ်ဖွဲ့တွေကပြန်ကယ်နေရတယ်ခုဆိုအများကြီးပဲအင်အားကိုယာနေချင်နေပြီပေါ့နော်အဲအဲ့လိုအနေထားတွေဖြစ်လာနေတာအဲ့တော့ကျတော့အဲကောင်းကောင်းမွန်မွန်ဆက်ဆံနေတဲ့ချိန်ကောင်းကောင်းမွန်မွန်ကယ်ထုတ်ပေးနေတဲ့ချိန်မှာကောင်းကောင်းမွန်ဒါညွန်လာလို့ပူပေါင်းကြဖို့လိုတယ်အဓိကတော့မိသားစုတွေပေါ့နော်ဘာမှမဆိုင်မဲနဲ့အသက်ပေးရမယ့်အစားဒါခုနကတော်လိုင်းတပ်ဖွဲ့တွေစီမှာလက်နက်ချပါအញ្ញံခံပါအလင်းဝင်ပါလို့ပြောနေတာပေါ့နော် နောက်တစ်ခုကတော့ဒါဒီအခုရက်ပိုင်းအတွင်းမှာအဲသူတို့ဒီစစ်ကောင်စီဘက်ကပဲဖြစ်ဖြစ်ပေါ့နော်အဲသူတို့ရဲ့ဟိုဘက်ရက်ွက်လိုပဲပြောပါတော့အဲသူတို့ရဲ့ lobby တွေအဲတက်ထောက်ခံသူတွေပေါ့နော်အဖွဲ့တွေကတစုတစည်းတဲ့ပုံစံမျိုးနဲ့စိတ်တဲ့စစ်စင်ရေးတွေဝါရဖြန့်တာတွေအဲသတင်းတူသတင်းမှဖြန့်တာမျိုးတွေညှင်းဆန်တာမျိုးတွေပေါ့နော်ဒါမျိုးတွေလှုပ်လာနေတာတွေအဲဒရုန်းများကြေပြပြကိုတွေ့လာနေရတယ်အဲဒါကိုကျွန်တော်သတိထားဖို့လိုတယ်ပေါ့နော်အဲသူတို့ဘက်ကလုပ်နေတဲ့ပုံစံကအခုဆိုရင်အစုအဖွဲ့လိုက်ကြီးဖြစ်လာပြီပေါ့နော် ရှေ့ပိုင်းမှာလည်းသူတို့မလုပ်ဘူးလားဆိုတော့လုပ်တယ်။အဲခုနကလိုအတင်းဖွဲ့တွေဖွဲ့တယ်ပေါ့နော်။အဲဖွဲ့ပြီးတော့မင်းကတော့ comment ရေးမင်းကတော့ post တင်မင်းကတော့ဓာတ်ပုံမှတ်တမ်းယူမင်းကတော့ဘယ် group တွေကိုဖြန့်ဒါမျိုးပုံစံမျိုးတွေလုပ်တာတွေရှိတယ်။ဒါပေမဲ့အခုကျတော့သူကသူတို့ back ကိုလုတ်ပေးနိုင်ပါမယ်လုတ်ပေးမယ်လို့ယူဆရတဲ့သူတွေအကုန်လုံးကိုစုပြီးတော့လုတ်ခိုင်းနေတဲ့ပုံစံမျိုးတွေတွေ့လာနေရတယ်။လော်ခိုင်းနေတာပေါ့နော်။အဲလော်ခိုင်းနေတဲ့ပုံစံမျိုးတွေတွေ့လာနေရတယ်။အဲတခုခုဆိုရင်ဒါလုံးဝအဲ့လိုမျိုးတလီတန်တဲ့ကိုပုံစံမျိုးစုံနဲ့ဒီ post တွေအောက်မှာလိုက်ပြီးတော့မှတ်နေတာမျိုးတွေ။ တွေ့နေရတယ်။အဲပြောရရင်တော့ဗျာဒီအခုဒါလေချောင်းနဲ့တိုက်ခိုက်တယ်ပေါ့နော်။ဒါငါတို့တိုက်တာမဟုတ်ဘူး။ဒါ PDF တွေရဲ့ဒါထုတ်လုပ်တဲ့နေရာကပောက်ကွဲလာပါဆိုတဲ့အကြောင်းကိုပြောကြစမ်းကွာဆိုရင်အဲ့မှာအကုန်လုံးကအဲ့အတိတ်ပဲပောက်တဲ့စာတွေလာရေးကြတယ်လာပြောကြတယ်ပေါ့နော်။အဲပြီးတော့အဲအခုနလိုပေါ့နော်အညင်းဆန်တဲ့အချက်လက်တွေအဲသူတို့ကစအချက်လက်တွေရှာတယ်သူတို့ကစဗီဒီယိုတွေရှာတယ်ဒါမျိုးပုံစံမျိုးတွေနဲ့ပြန်လှုပ်လာရတာတွေ့လာရတယ်ပေါ့နော်အဲတော့ဒါတွေကထိရောက်မလားဆိုတော့ကျတော့ဦးနောက်ရှိတဲ့လူတွေကတော့မယုံဘူးပေါ့ဗျာ ဒေါ်လာရင်းကိုအားပေးနေတဲ့သူတွေဓမ္မဘက်မှာရက်တည်နေတဲ့သူတွေကတော့ဒါအုံနောက်ရှိတဲ့သူတွေဖြစ်တဲ့တာဒါတွေကယုံစရာမရှိဘူးပေါ့နော်ဒါပေမဲ့သူ့လိုသူ့လိုဖြစ်တဲ့သူတွေအတွက်ကြတော့ဒါကနည်းနည်းဒါသွားပြီးတော့တွေးစရာအနေနဲ့ဖြစ်နေဟာဟုတ်ဟုတ်နေလားအဲအဲ့လိုမျိုးပုံစံမျိုးမရေးမရတွေဖြစ်ကုန်တာပေါ့နော်တကယ်အမှန်တရားတွေပျောက်ကွာအောင်လုပ်ပြစ်တယ်ပေါ့နော်အဲ့တော့ကြအဲ့လိုပုံစံမျိုးကိုသူအစုဖွဲ့နေလှုပ်လာတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာလည်းကျွန်တော်ဒီတော်လိုင်းကြီးတက်ဖွဲ့ဝင်နေပြီးတော့တော်လိုင်းပြည်သူတွေတော်လိုင်းကိုထောက်ခံတဲ့သူတွေဘက်မှာလည်းဒါမျိုးပုံစံမျိုးတွေမရှိသင့်ဘူးလားလို့လည်းဒါကြောင့် မြင်မိတယ်ဗောနော်ဒါကတော့အကြံပြုတာပါအဲ့တော့ဒီလိုမျိုးပုံစံမျိုးတွေပြန်ပြီးတော့တုံ့ပြန်နိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့တွေလည်းစီလုံးနေမှာရမယ်ကျွန်တော်တို့တွေလည်းအချိန်ကိုက်လှုပ်ရှားနိုင်မှာရမယ်သူတို့တွေလုံသက်များဟာအကုန်လုံးကိုကျွန်တော်ကလိုက်ပြီးတော့ဖော်ထုတ်ပြီးတော့အဲခုနလိုအချက်လက်နဲ့ဗောနော်အချက်လက်ကြကြနဲ့ပြန်ပြီးတော့တိုက်ခိုက်နိုင်မှာတုံ့ပြန်နိုင်မှာဒါပို့ပြီးတော့ထိရောက်တဲ့စိတ်သက်စစ်စင်ရေးတွေလုံနိုင်လိမ့်မယ်လို့ဒါယူဆတယ်ဗောနော်အခုချိန်မှာကျွန်တော်တို့အားလုံးညီညွတ်သင့်ပြီလို့ကျွန်တော်တို့ယူဆတယ်ဗောနော်ဘာဖြစ်ဒီရက်ထဲမှာကျွန်တော်သတင်းကောင်းတွေရှိတယ်သတင်းစိုးတွေကတော့ခုနလိုပြည်သူကိုတိုက်ခိုက်ခံရတဲ့သတင်းတွေဗောဗျာ ဲ့လိုသတင်းတွေကတော့ဒါစစ်ကောင်စီကအခုဆိုရင်ဒါရက်ခတ်စိတ်စိတ်ကိုလှုပ်လာတယ်အဲဒီလိုမျိုးလှုပ်လာတာကြောင့်မလို့လေဒါပြည်သူတွေစိတ်ရကြတာရှိတယ်ဒေါ်လာရင်းတက်ဖွဲ့တွေဆိုရင်အဲတော်တော်စိတ်ထိကြိုက်ကြည်ကွယ်ရတာရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးဖြစ်အောင်ကိုတမင်ဖန်တီးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရအောင်ကြော်လွားနိုင်ဖို့လိုတယ်။ဒီဥစ္စာတွေနှဲပါသွားအောင်လို့ကျွန်တော်လုံတင်လှုပ်ထိုက်တဲ့ဟာတွေကိုပို့ပြီးတော့ဒါမြင်းလင်းလင်းမြင်းမြန်ထီထီရောက်နေလှုပ်ကြဖို့လိုတယ်ဆိုတာကိုဒီနေ့ကနေပြောချင်ပါဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။